ဒီခလေးမှရှိနေတဲ့ပုံကိုရထိုင်မှလားမထိုင်ဘူးလားထိုင်လိုက်ပါပြည်သူလူထုကိုအများကြီးလေးစားပါတယ်မေတ္တာလည်းထားပါတယ်ဒါမှမဟုတ်ဒီလိုကိစ္စတွေမှာတော့ကျမအလိုမလိုက်နိုင်ပါဘူးဒီလိုအလိုလိုက်တဲ့ဟာပြည်သူကိုပျက်စီးအောင်အားပေးနေတာနဲ့တူပါလိမ့်မယ်ဘာပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခတ်ပြီးသားသမီးကိုထိုင်စားလို့ရပါတယ် ။ဆင်းရဲတဲ့မိသားစုရှင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်။ကျမတို့ကလည်းဒီအတိုင်းပါပဲ။ကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါ။အဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုဏ်ယူစေချင်ပါတယ်။ဝန်တာစေချင်ပါတယ်။ငါတို့ဟာပင်ပင်ပန်းပန်းလိုအပ်နေခြင်းဆိုတဲ့စိတ်ဓာတ်မထားစေချင်ပါဘူး။ငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်အခါမှာမွေးဖွားလာလို့ ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ကလုတ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်ရရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစီချင်ပါတယ်။ကျွန်မအနေနဲ့လည်းကျွန်မတို့ကျွန်မတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုဏ်ယူစရာလို့ပဲကျွန်မတို့သတ်မှတ်ပါတယ်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကို ဟိုတိုးတက်အောင်လုပ်ဖို့အတွက်၊ကုညီဖို့အတွက်၊ထောက်ပံ့ဖို့အတွက်အပြင်းမှန်ခံနေဆိုတာဟာအင်မတားမှကျေနပ်ဆရာကောင်းတဲ့အလုပ်ပါ။ဒါကြောင့်ကျမတို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်။ကျမတို့ဒီလိုခရီးလာတဲ့ထွက်တယ်ဆိုရင်ပြည်သူတွေရဲ့ထောက်ခံမှု၊ပြည်သူတွေရဲ့အားပေးမှုဟာကျမတို့အတွက်အဓိကအရေးဆုံးအကြီးအရေးကြီးဆုံးကိစ္စပါပဲ။ဒါပေမဲ့ဒီအားပေးမှုထောက်ခံမှုတွေဟာမျက်စိစုံမှိတ်ပြီးတော့ထောက်ခံမနာတွေမဖြစ်စေချင်ပါဘူး။ဒါကြောင့်မလို့ကျမတို့ကဒီလိုပြည်သူနဲ့တွဲဆုံပွဲတွေလုပ်ထားပါ။ ကျမတို့အစိုးရကဘာတွေလုပ်နေလဲဆိုတာပြည်သူသိကျင်တာတွေကိုကျမတို့တင်ပြနိုင်တဲ့အခွင့်အရေးရှိတယ်။ပြည်သူတွေရဲ့စိုးရိမ်မှုတွေမျှော်မှန်းချက်တွေလိုအပ်ချက်တွေကိုကျမတို့အနေနဲ့နားထောင်ပိုင်ခွင့်ရှိတယ်။ဒီခလဲမှာဘာဖြစ်နေတာလဲ။ဒီခလဲမှာရှိနေတဲ့ပုံကိုယ်တွေကထိုင်မှလားမထိုင်ဘူးလား။ထိုင်လိုက်ပါ ကျွာခရခရပြောတယ်နော်နိုင်ငံတနိုင်ငံအတွက်တူးချင်းတူးချင်းစီကန်းရှိချင်းဟာအင်တာမအရေးကြီးပါတယ်ဆိုတာအဲ့ဒီကျမကပြည်သူလူထုကိုအများကြီးလေးစားပါတယ်မေတ္တာလည်းထားပါတယ်ဒါပေမဲ့ဒီလိုကိစ္စတွေမှာတော့ကျမအလိုမလိုက်နိုင်ပါဘူးဒီလိုအလိုလိုက်တဲ့ဟာပြည်သူကိုပျက်စီးအောင်အားပေးနေတာနဲ့တူပါလိမ့်မယ်ဒါကြောင့်မလို့စီကန်းရှိရှိတော့နေပါ ခလဲမာရောက်နေခြင်းလို့ရှိလို့ရှိရင်ထိုင်ပါမထိုင်ခြင်းလို့ရှိလို့ရှိရင်ဟိုအပြင်ဘေးမှာသွားပြီးတော့ထနေလို့ရပါတယ် လူတိုင်းလူတိုင်းဟာသူ့နေရာသူတည်ဖို့ဆိုတာအင်တာမအရေးကြီးတယ်ဆိုတာကျမတို့ပြည်သူတွေသဘောပေါက်တယ်နော်လူတိုင်းလူတိုင်းဟာကိုယ်နေရာကိုယ်တည်မှကိုယ်ဒီကိုယ်နဲ့မှန်ကန်တဲ့နေရာမှာယက်တည်မှသာတိတ်ခါရှိတာပါဒီအပြင်ဘက်ကပိအပိဋ္တတွေကမတထနေတာအပိဋ္တတွေကတိတ်ခါပဲအပြင်ဘက်မှာမတထတဲ့အပင်ပန်းခါနဲ့နေပူခါနဲ့ဒါပေမဲ့အထဲမှာရောက်နေပြီးတော့အရေးအောက်မှာရောက်နေပြီးတော့အလဲမှာရောက်နေပြီးတော့လဲမတထခြင်းလို့ဆိုရင်တော့ဒါမတင့်တယ်တော့ပါဘူး အဲကြောင့်မလို့ကျမတို့အားလုံးဟာကိုယ့်နေရာကိုသိဖို့လိုတယ်။ကိုယ့်နေရာဟာကိုယ်နဲ့တင့်တော်တဲ့နေရာလားဆိုတာကိုမှတ်ဆတတ်တဲ့အလေးအကျဉ်းနဲ့ရှိဖို့လိုပါတယ်။အဲ့ဒီမှာတင့်တင့်တဲ့တဲ့နင်းနိုင်မှကျမတို့နိုင်ငံတင့်တယ်မှာပါ။